ဘရာဇီးနိုင်ငံဘယ်လန်မြို့မှာကျင်းပနေတဲ့ COP30 ရာသီဥတုညီလာခံအပြင်ပတ်မှာကမ္ဘာရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အတွက်အပူအလေးထားဆောင်ရွက်ဖို့ဆန္ဒပြသူတွေကတောင်းဆိုခဲ့ကြပါတယ်။အဒီနောက်ဆန္ဒပြသူဒါဇင်ပေါင်းများစွာကညီလာခံကျင်းပရာနေရာတွေကိုအတင်းဝင်ရောက်ခဲ့ကြပြီးတော့ရဲတပ်ဖွဲ့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကသူတို့ကိုဝန်းရံထားခဲ့ပါတယ်။ဆန္ဒပြသူတွေကကျွန်တော်တို့ရဲ့တစ်တော်တွေရောင်းဖို့မဟုတ်ဘူးလို့ရေးထားတဲ့စိုင်းပုတ်တွေနဲ့အလံတွေကိုကန်ဆောင်ထားခဲ့ကြပါတယ်။ ကျွန်တော်တို့ဒီကိုလာရောက်ဆန္ဒပြတာက COP ဟာပြည်သူတွေအတွက်ဖြစ်ပြီးတော့ပြည်သူတွေအဲ့ဒီမှာရှိနေရမယ်။ဘာသာလူမျိုးအယောင်အသွေးပေါင်းစုံကလူတိုင်းရှိနေရမယ်ဆိုတာကိုသူတို့ကိုပြသဖို့ပါပဲ။ဘာလို့လဲဆိုတော့သူတို့ကျွန်တော်တို့ရဲ့အတန်တွေကိုနားထောင်ဖို့လိုပါတယ်လို့ဆန္ဒပြသူတဦးကပြောပါတယ်။ဆန္ဒပြသူအများစုကတော့ကုလသမဂ္ဂထိပ်သီးညီလာခံကျင်းပနေတဲ့အမေဇုန်ဒေသတစ်ဝိုက်မှာအခြေစိုက်တဲ့ဒေသခံတိုင်းဒေသအတိုက်အဝန်းတွေကဖြစ်ကြပါတယ်။အများစုကတော့ဖွံ့ဖြိုးတိုးတက်မှုနဲ့ တစ်တောပြောင်းတည်မှုကြောင့်ဖြစ်ပေါ်လာတဲ့ပျက်စီးဆုံးရှုံးမှုတွေကိုပြစ်တင်ဝေဖန်နေကြပါတယ်။ဘရာဇီးသမ္မတလူလာကသူတို့ရဲ့အတန်တွေကိုဒီနှစ်ဆွေးနွေးပွဲတွေမှာအဓိကထားထည့်သွင်းစဉ်းစားမယ်လို့ပြောကြားခဲ့ပေမယ့် သူတို့အတန်တွေကိုနားထောင်ခြင်းမခံရဘူးလို့သူတို့ခံစားနေကြရပါတယ်။လုံခြုံရေးအဆောင်တွေကတော့ဆန္ဒပြသူတွေကိုပြန်တွန်းထုတ်ခဲ့ပြီးတော့အ ਨੇ ဆုံးလူနေဥတိုင်ရန်ရရှိခဲ့ပါတယ်။ဒီလိုအတင်းဝင်ရောက်မှုကတော့နှစ်စဉ်နှစ်တိုင်းကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူး Gavin Newsom လို့ထင်ရှားကျော်ကြားတဲ့နိုင်ငံရေးသမားတွေနဲ့နိုင်ငံပေါင်း200နီးပါးကကိုယ်စားလှယ်ထောင်ပေါင်းများစွာတက်ရောက်ကြတဲ့ဒီထိပ်သီးညီလာခံကိုစီစဉ်သူတွေအတွက်စိုးရိမ်စရာဖြစ်စေမှာပါ။ကိုလက်သမကပြောရေးဆိုခွင့်ရှိသူတို့အုပ်ကတော့ညီလာခံကျင်းပရာနေရာကို လုံခြုံအောင်ထိန်းသိမ်းထားနိုင်ပြီးတော့ဆွေးနွေးပွဲတွေဆက်လက်လှုပ်ဆောင်နေတယ်လို့ပြောကြားခဲ့ပါတယ်ခင်ဗျာ။